်မဒီ2025မှာကျမဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျမဆုံးဖြတ်ခဲ့ပါတယ်။ဘာကြောင့်လဲပြီးတော့ပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်းပြခဲ့ပါတယ်။အဲကျမဝင်ဝင်လေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလိမ့်ရှင်။2025မှာကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြန်ခဲ့ပါတယ်။ဆိုတော့တသက်ခိုင်ပါတီနမ ्या နှစ်ချက်ပုတ်တာအဲ့ဒီမှာကမောက်ကမာတွေဖြစ်နေလေ။ဒါတင်ရင်လားမကဘူးတကုံးလူလိန်ကောင်တကောင် ဘဂတ္တအကြောင်းသားတွေကပြင်းပြထန်ထန်ဆဲနေတယ်။နာမည်ကကြုံမင်းထက်တဲ့။ဆိုဒီနေ့မှာကျွန်တော်ဒီကောင်းဒီအကြောင်းပြောမယ်။နောက်တစ်ခုကဒီကျွန်တော်တို့ရွှေမန်းကိစ္စ။အဲရွှေမန်းကိစ္စကလည်းတော်တော်ကြက်ထနေတယ်။တန်တာမိုးတိတ်လား။တန်တာမိုးမြင့်လား။အမှ live တွေလွှင့်ပြီးတော့မနက်မိုးလင်းနေရဒီမိမအကြောင်းကြီးရဲ့စိတ်တွေလည်းညစ်ပါတယ်ပေါ့နော်။ထားပါတော့။အဲ့ဒီမှာဒီဒီအနုပညာရှင်တွေကိုအရင်တော့ Forever Group ကဒီစစ်ထောက်လန်းရေဟောင်းအရာရှိအောင်တိန့်ထုံအောင်ကနေပြီးတော့ ဈေးတွေကောက်ပြီးတော့ဖိအားပေးနေတဲ့အချိန်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်တပ်ကိုမထောက်ခံထောက်ခံအောင်ရွေးကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းတွေကိုပါရမယ်ဆိုတဲ့အချိန်တွေကိုလည်းကျွန်တော်တို့ဒီညပြောမယ်ဆိုတော့အခုအဲ2025အစားကြမလားအဲ့တော့ဒီနေ့ကျွန်တော်မနေ့ကဗီဒီယိုဟာပေါ့ကျွန်တော်ကြည့်တယ်ပေါ့ Facebook ပို့တယ်ပေါ့ဗျာပို့တော့2025မှာကျွန်တော်ရွေးကောက်ပွဲဝင်ပြန်ခဲ့ပါဆိုအပြာဝကြီးနဲ့အပြာမေအဖွဲပေါ့ဗျာတသက်ကိုင်တို့အုပ်စုကအမတ်တရအောင် အဲ့လိုအဲ့လိုဗျံပဒါဘယုတ်ပဲရည်ဗျအဲဆိုတော့ရွေးကောက်ပွဲကြီးလုံးပဲသူတို့အားတက်တရောဖြစ်နေကြတာပေါ့နော်စစ်တပ်ကလုံးတဲ့ရွေးကောက်ပွဲကိုလည်းอืมကျတော့ဘောက်ပြအဲ့ဒါပြောရရှိကုန်မယ်အဲ့တော့တသက်ကင်ပါတီကလောလောဆယ်မှာပါတီဥက္ကဋ္ဌဖြစ်တဲ့တသက်ကင်ကိုတိုင်းအကျွေးထူပြီးတော့အမတ်ပြုတ်အမတ်ကနေပြုတ်သွားတယ်ပေါ့နော်အကျွေးမဆက်နိုင်လို့တော့ပါတီဥက္ကဋ္ဌကရွေးကောက်ပွဲ မဝင်ရဘူးလို့လှုပ်လိုက်တာဟာလေ တသက်ခိုင်နီကိုကိုကိုတတ်သိလိုက်တော့လို့ပြောတာ ਨੇ အတူတူပဲနိုင်ငံရေးကုန်သိခါရပြောတာနော်အဲ့တော့တသက်ခိုင်ကနောက်ထပ်ဒီထိုးနှက်ချက်တစ်ခုအနေနဲ့အကျွေးတွေထူနေလို့ရွက်ကောက်ကိုပြိုင်ခွင့်မပေးဘူးဆိုပြီးတော့ရိုက်ချိုးပလိုက်တာအဲ့ဒီမှာတသက်ခိုင်ပါတီထဲမှာဝင်ပြိုင်မဲ့တကူချိုးဘိုးတွေထပ်ပါလာတယ်အဲ့တကူချိုးဘိုးတယောက်ရဲ့နာမည်ကကျော်မင်းထမ်းလို့ချားရတယ် ဘဂဒကဒီဗမာစနိုင်ငံလုံးဆိုင်ရာចောင်းသားတတ်မှတ်ကများအဖွဲ့ချုပ်ပေါ့ဗျာဘဂဒကနေပြီးတော့ပတ်စံနေခိုးပြီးထွက်ပြေးတဲ့ကောင်းတယ် NGO တွေက NGO တခုစီမှာအလုပ်ဝင်လို့ချက်လက်မဲ့အတူတွေနဲ့ထုတ်အဖမ်းခံရတဲ့ကောင်းအဲ့တော့တသက်ခိုင်စီရောက်ပြီးအခုပြီးသုံးလုံးပါတီရဲ့ဘန္နာရေးမှုဖြစ်ပြီးတော့အခု2025မှာအမတ်ဝင်ရွေးမယ်ဆိုတော့တခိုးတကောင်နဲ့အတူ2025ကိစ္စ ိုတတနာနာပေးဝစ်ပြီးအင်တာဗျူးလုပ်တာကိုကျွန်တော်တွေ့ရတယ်ဒီကနေ့ BBC မှာဆိုတော့ဒီအခြေအနေတွေမှာဒီတက်ဆိုးတဲ့အခြေအနေတွေလည်းအများကြီးရှိတယ်ဒီရွေးကောက်ပွဲကိုမိကမှတ်တာပေါ့ဗျာမဖြစ်ဖြစ်အောင်ဘတ်စတက်ကလုပ်မယ်ကြက်ခိုင်ရေးနိုင်မယ်အာနာယပါတီအတိုက်ခံနေတော့ကိုကိုကြီးကိုရွေးထားပုံရတယ်လို့ကျွန်တော်ဟိုရက်ကလည်းပြောပြီးသားကျန်တဲ့ပါတီအကုန်တတ်ချတာတယ် MDF ဖျက်ပလိုက်တယ်ဒီတက်တက်ခိုင်ပါတီပါတီဥက္ကဋ္ဌပါရွေးကောက်ပွဲမဝင်အောင်ဆိုတော့ဒီပါတီကခင်ဗျား ရှက်တိုင်ကိုမျက်နှာကိုချီးပါတော့လို့ရတယ်။ပါတီဥက္ကဋ္ဌအကျွေးမဆက်နိုင်လို့ရုပ်ောက်ပွဲမဝင်ရဘူးဆိုတဲ့အခြေအနေကဘလောက်ရှက်ဖို့ကောင်းလဲ။ဒါလည်းရှက်ရကောင်းမှမသိဘူး။အဲလုံနေလိုက်တာ။ထားလိုက်တော့အဲ့ဒီမှာတပတ်မှာအတိုက်ခံအုပ်စုဘက်မှာကိုကိုကြီးနဲ့ဒီစစ်တပ်ကောင်းဆောင်နေနေပဲညှိနှိုင်းထားတာလားနားလည်မှုယူလာကျွန်တော်မသိဘူး။သို့တော်အတိုက်ခံဆိုပြီးတော့တော့ဒီမွေးတာပေါ့ အတိုက်ခံကိုပြည်သူပါတီကိုမွေးပြီးတော့ရှင်ပြိုင်ခွင့်ပေးလိုက်တာကိုတွေ့ရတယ်။တစ်ဖက်မှာလည်းအာနာယပါတီကကြံ့ခိုင်ရေးကြံ့ဖို့ခင်ရိုးအုပ်စုပြင်ဦးလွင်မှာမြာထုံးဦးဆိုတဲ့ဘိုလ်ချုပ်ဟောင်းကရွေးမယ်တဲ့ပြင်ဦးလွင်ကိုချစ်လို့တဲ့တတလုံးပြည်သူကိုတက်နေတဲ့ကောင်တွေကဟိုတလောကမှာပြင်ဦးလွင်ကမိကွက်တွေကိုမင်းအောင်လိုင်သားကဘော်ဒူဇာနဲ့ထိုးဟမ်နောက်တော့ကိုကိုကျိုးမှာညိုစောပြိုင် ညိုစိုးစွာအခုဝန်ကြီးချုပ်အဲဒီအဲဒီဥပိုင်စီဝိုင်းဥပိုင်ဒီမီတက်ရဲ့ခေါင်းဆောင်ပေါ့ဗျာအကြီးအကဲပေါ့ဒရိုက်တာပေါ့ညိုစိုးကကိုကိုချုပ်မှာစစ်တပ်အကြီးပဲရှိတာအဲ့ဒါသူသွားပြိုင်ပြီအဲ့သွားပြန်တော့မနိုင်မှာကြောက်လို့သူတို့ကသူ့ဝန်ထမ်းတွေလ၅သိန်းပေးပြီးအဲ့မှာသွားထည့်ထည့်ပြီးတော့သူ့မဲပေးအောင်ဆိုတော့စစ်တပ်ကခေါင်းနေဗျာဘာနိုင်ငံကြီးနိုင်ငံတလုံးမှနားမလဲဘူး တိုင်းပြည်ကို စေတနာမရှိဘူးအာနာယမနဲ့အကျိုးစီးပွားပဲရှိတယ်တိုင်းပြည်စီကဂုတ်ခွစီးဖို့ပဲကြံနေတယ်ကုန်သွေးဆွတ်ဖို့ပဲကြံနေတယ်ကောင်တွေကအခုအွန်လိုင်းပေါ်မှာမဲတက်ဆွဲတာတွေကိုကြည့်ပြီးယွန်လိုက်တာဗျာနော်ဆိုတော့ဒီအခြေအနေတွေ့ရပါတယ်ဗျာပြောတာလွန်သွားလားမသိဘူး and အဲ့လိုတွေ့နေတော့ညွန်စရာကောင်းတဲ့အဖြစ်အပျက်တွေ ဖုန်းမျက်နှာပြင်ပေါ်မှာဗောဗျာတစ်တော်တို့ Facebook ပေါ်မှာတက်နေတုန်းထပ်ပြီးယွန်စရာကောင်းတဲ့ကိစ္စတခုထပ်တွေ့ပါတယ်အဲ့ဒါကတန်တာမိုးတိမ်လားတန်တာမိုးမြင့်လားအဆူတော်လားဘာလားမသိဘူးအဲ့မှာ WhatsApp ပလက်ပြင်းနဲ့မိမတစ်ယောက်လိုက်လွင့်နေတယ်လိုက်လွင့်နေတော့ဘာအကြောင်းလဲဆိုတော့ကျွန်တော်လေ့လာကြည့်လိုက်တော့ရွှေမန်းနဲ့ရွှေမန်းဆိုတော့ကျွန်တော် तू ကရွှေမန်းသွားမြင်တာ तू ကရွှေမန်းမရင်ငယ်များလားဗောဆိုတော့နောက်တော့မဟုတ်ဘူးမင်းအောင်လိုက်သမီးနဲ့ ဓာတ်ပုံအတူတွဲရိုက်ထားတဲ့ခရိုနီဒီခရိုနီကောင်တကောင်ကအဲသူ့ကိုမယူပဲအခြားတယောက်ကိုယူသွားလို့အဲသူကပောက်ကွဲတာအဲဆိုဒီလိုပေါ့ဗျာတိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာကိုနှခမ်းမွေးမီးမလောင်သေးတော့อืมအဲ့လိုကောင်စားမျိုးတွေကိုကောင်းကောင်းမှတ်သားရရမှာအဲ့လိုအမျိုးသမီးမျိုးတွေကောင်းကောင်းမှတ်သားရရမှာသူ့ကိုမရင်ငယ်အဖြစ်ခုနှစ်မရင်ငယ်မဟုတ်ပါဘူး sorry ရီးစား9နှစ်တွဲတယ်တဲ့အခုသူ့ကိုမယူဘဲနဲ့ အခြားတယောက်ကိုယူသွားလို့သူကကြစ်ကွဲနေတာကြစ်ကွဲတာငါတို့နိုင်ငံမှာလဲဒီလိုကိစ္စမျိုးတွေကအင်မတန်လူကြိုက်များတာဘူးဗျအုံအုံထောင်ကြည်ကြတယ်ဘာမဟုတ်တဲ့ညာမဟုတ်တဲ့ဘော်ဒီပေါ်ချောင်းဟီလာဟာလာခင်လိုင်းတို့တွက်လက်တို့ဗီဒီယိုတွေဆိုအိုးမီလီယံနဲ့ချီပြီးကြည်ကြတယ်ကျွန်တော်တို့လူမျိုးရဲ့ဘယ်လိုခေါ်မလဲစိတ် ကျွန်တော်တို့လူမျိုးရဲ့အတွေးပေါ့ကျွန်တော်တို့လူမျိုးရဲ့ရှင်းဝတ်တွေစစ်တပ်ကကောင်းကောင်းဖျက်ဆီးလိုက်နိုင်ပြီဆိုတာကိုတော့တနေ့တည်းတနေ့ထင်ထင်ရှားရှားတွေ့ရတယ်စစ်တပ်ကပြူစောတီလုံနေတဲ့ကောင်တကောင်ကအထိန်ပွဲလောက်တာဖြူဖြူတွေးကကတာများဗျာအဲ့ကောင်ဘက်ကိုဖင်တလုံလုံနဲ့ယွန်စရာကောင်းလိုက်တာဗျာနမဲကြီးဖို့ပတ်စံရဖို့အတွက်နဲ့များ ိမိရဲ့ဂုံတိတ်ခါနဲ့မိမိရဲ့ရှုံချီချက်ကိုစွန့်လွတ်တဲ့လူမျိုးတွေများလာတဲ့တိုင်းပြည်ဟာလေငလန်မထူနိုင်သေးဘူးမိမိရဲ့ယုံကြည်ချက်မိမိရဲ့မျှော်လင့်ချက်တွေအပေါ်မှာယူသွတ်စွာဒီဇိုင်းမမစနစ်တကြခိုင်ခိုင်မာမာရှောက်လန်းတဲ့လူမျိုးတွေများမှတိုင်းပြည်ဟာတိုးတက်လိမ့်မယ် ဒီအခြေအနေနဲ့ဒီမိုးနဲ့ဒီလေနဲ့ဒီလူနဲ့ဒီအခြေအနေနဲ့ကတော့ကျွန်တော်တို့တိုင်းပြီးတော်တော်တိဆောက်ကြရအောင်မဲ့အခြေအနေပါပြည်သူလူထုတဲမှာလေစစ်တပ်ရဲ့တသက်လုံးဝါရဖြန့်ပြီးဖျက်ဆီးမှုကြောင့်စင်ကြီးတော်တရားကင်းမဲ့အမှုပညာရှင်တွေထဲမှာလေဂရီမော်ပဲတက်ရတက်ရဖင်မဲ့ပေးရပေးရပတ်စံရရင်ပြီးရောအနေ၆ရင်ပြီးရော ညာရှင်တွေထဲမှာလည်းတချို့တွေထဲမှာလည်းဒီတိုင်းပဲဆိုတော့ဒီအကြောင်းတွေကိုဒီအချက်တွေကိုစစ်တပ်ကကောင်းကောင်းသိတဲ့အခါကျတော့အရင်တော့ forever group ဆိုတော့ခဏောက်ကြားဘူးတယ်မလားစစ်တောက်လမ်းကြီးအရာရှိအောင်တိမ့်ထွန်းအောင်ကြိုင်တာသူကနေဥဆောင်ပြီးတော့ပြန်ကြားရေးဝင်ကြီးဌာနမှာအမှုပညာရှင်စာရင်းတွေကိုလုပ်တယ်စစ်တပ်တို့အပစင်၁၀နှစ်ကြောင်းစဉ်စစ်တောက်လမ်းကြီးဟောင်း ပြန်ကြားရေးဝန်ကြီးဌာနညွှန်ကြားမှုဟောင်းတိန်ထွန်းအောင်ရွေးကောက်ပွဲကိုထောက်ခံတဲ့ကမ်ပိန်းတွေလှုပ်ရှားမှုတွေကိုအမှုပညာရှင်တွေရုပ်ရှင်သရုပ်ဆောင်တွေအကုန်ပါရမယ်စစ်တပ်ရဲ့ policy လိမ့်လဲဝါရဖြန့်လှုပ်ရှားမှုများကိုဇလန်းတွေရိုက်ကူးဖို့ပြန်ကြားရေးဝန်ကြီးဘူဂျုတ်ဟောင်းမောင်မောင်အောင်ကတာဝန်ပေးထားခဲ့တာဝန်ပေးထားတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့စစ်တပ်ကလှုပ်တဲ့ကလင်ကြည့်ကြမယ်ရွေးကောက်ပွဲ လှုပ်ရှားမှုကမ်ပိန်းတွေမပါရင်ဖမ်းမယ်အဲ့ဒီဖမ်းတာကိုကျော်မျိုးမင်းတို့ကျော်စိုးဦးကမြောက်ပေးနေတယ်အဲ့တော့တင်ထွန်းအောင် Forever Group ကိုတီထောင်ထားတဲ့သူ ပင်းတရမှာရုပ်ရှင်မျိုးတော်စောက်ပြီးတော့မြေကယာပေါင်းများစွာ ပိုင်ထားတဲ့သူဒီလိုပဲမင်းအောင်လိုင်းတမီခင်သီရီတက်မွန်ကလည်းရုပ်ရှင်ကုမ္ပဏီတွေထုတ်လို့ရည်တီထောင်ပြီးမြမအမှုပညာလောကကြီးဟာလီ စစ်တပ်ရဲ့အတုံးတော်ခံဘဝကိုရောက်ရှိသွားပါပြီ။ကိုမြတ်ကျော်ကြီးအမှုပညာလောကတွင်မဲလားဆိုတော့ညမဖုံကြီးတွေတန်ဃာတော်တွေလည်းစစ်တပ်ရဲ့အတုံးတော်ခံဘဝကိုရောက်သွားပါပြီ။ဘီသူလူလူကောဆိုတော့ဘီသူလူလူတွေမှာလည်းအချောင်သမားအုပ်စုကြီးကတော့ကြိုက်တဲ့ကောင်တက်ကွာ။ငါအမေကနေမော်ကြိုက်တဲ့ကောင်တက်ငါအဖေပဲဆိုရယ်စိတ်ကူးမျိုးနဲ့တိုင်းပြည်လည်းမသိလူမျိုးလည်းမသိ အနာကလည်းမသိလွတ်လပ်ခွင့်လည်းမသိအသက်ရှင်ရက်တီလည်းမသိလူကုံတိတ်ခါလည်းမသိပဲပေါ့ပေါ့နီပေါ့ပေါ့စာရှင်းတန်နေကြပါလေဒါအရှိတရားပါဒီအရှိတရားတွေအားလုံးကိုပြန်လဲတီးဆောက်ဖို့အတွက်စဉ်းစားဖို့ပါတလားငါတို့နိုင်ငံငါတို့အနာကငါတို့လူမျိုး ိန္ဒိယဘေးကထိုင်းနဲ့စင်ကာပူမလေးရှားကမောရီးယားလာအိုအရှိတောင်အာရှဆယ်နိုင်ငံရဲ့အခြေအနေနဲ့မြန်မာပြည်ရဲ့လက်ရှိအခြေအနေမြန်မာလူတို့ရဲ့လက်ရှိအခြေအနေခင်ဗျားတို့အရန်ခင်မိတယ်ဆိုရဲလူတွေ Facebook ပေါ်မှာပို့ချလိုက်ပါငါတို့နိုင်ငံဟာလေအင်မတန်တဘာဝတယံဇာတတွေနဲ့အာရှမှာ နံပါတ်1ဖြစ်ခဲ့တဲ့နိုင်ငံဆိုတာကိုခမရတို့မေ့သွားကြပြီလားဒီအချိန်မှာမြန်မာလူမျိုးမြန်မာနိုင်ငံဟာစည်ရဲစုပ်ပြက်အောက်တန်းကြစီကမ်းမဲ့သောသူတွေအဖြစ်ကြားဖြန့်နေလောင်ကစားတွေတိုက်ပွဲတွေစစ်ပွဲတွေနဲ့ပင်နေရမှာမလူရမဝင်တဲ့လူတွေဖြစ်နေတယ်ဆိုတာကို လုံးဝမမေ့နဲ့လို့ပြောချင်ပါတယ် မေ့တော့ဘာဖြစ်လဲကွာကိုလိုကိုလိုကိုထမင်းကိုစားတာပဲဇက်နေကွာခမရုကြုံလာပါလိမ့်မယ်ခမရုကိုယ်တိုင်ခံစားလာရပါလိမ့်မယ်ကျွန်တော်တော့ပဲပြောချင်တယ်ဂျေဇုတင်ပါ